ကြီးကတူးလီကချင်းလီရင်အတွက်ရှေးဟောင်းနဂါသိန်းချိုင်းကိုဖွင့်ပေးပြီးတော့လေးကျင့်လို့ရအောင်လုပ်ပေးတဲ့အတွက်ရှောင်းရံကကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။တကယ်လို့ချင်းလင်သာရှေးဟောင်းနဂါသိန်းချိုင်းကနဂါငွေတက်ကိုတုံးပြီးတော့ရှေးဟောင်းကောင်းကင်မွေရဲ့ဝိညာဉ်ကိုဖိနှိပ်တန်းစင်နိုင်ခဲ့မှာဆိုရင်ကောင်းကျိုးတွေကအများကြီးရမှာပဲလေ။အဲ့ဒီချိန်မှာမိတ်ဆွေလေးရှောင်းရံငါအဖိုးကြီးကိုမှတ်မိသေးလားဆိုတဲ့စကားတန်တဲ့အတူဝိဇာထဲထန်ရောက်လာပြီလေ။သိသေးသွားပြီထင်တဲ့သူကပြန်ပေါ်လာတော့ရှောင်းရံတရားအံ့ဩသွားပါတယ်။အကြီးကကျူးလီကကဲထားပေးခဲ့တာပါ။ ဝိညာဉ်တန်းတော်ကိုသွားကြတော့ကအကြီးကဲကတိတ်ဆိတ်ကူညီပေးခဲ့တယ်လေမတိလိုက်မတိတာနဲ့ဒီလိုကျေးဇူးကျွေးတင်နေခဲ့တာပဲဆိုပြီးတော့ရှောင်းရံကပြောလိုက်ပါတယ်တကယ်တော့ကြည်ရန်ကိုစိတ်မချတာကြောင့်တိတ်ဆိတ်ကဝယ်ပေးခဲ့တာပါပြီးတော့ဝိဇာထဲထန်းရဲ့အကျင့်ကိုလည်းအကြီးကဲကလေးစားသွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ပြီးတာနဲ့ရှောင်းရံကိုတူတန့်စင်ထားတဲ့ရှေးဟောင်းငကားနှစ်တာရ350ကိုထုတ်ပေးလိုက်ပါတယ်အဲ့ဒါကကြွက်သားနဲ့အယိုးတွေကိုတန်မအောင်လုံပေးုံနဲ့မကအောင်ဒိုချီစွမ်းရင်တွေကိုပြန်ပြီးတော့ရအောင်လုပ်ပေးနိုင်တယ်လေအသုံးဝင်ပါပါဆိုပြီးတော့ရှောင်းရံကိုပေးလိုက်ပါတယ် ဟေးချင်တဲ့ဝိဇ္ဇာထဲထန်းကိုတော့နေရာမှာပဲစောင့်နေခိုင်းလိုက်ပြီးတော့ဘယ်ရာကမှအနှောက်အယှက်မပေးနိုင်တဲ့အကြောင်းကိုအကြီးကကျူးလီကပြောလိုက်ပါတယ်။ရှောင်းရံကလည်းကြည်ရံကိုတရားပေါ့လွတ်လပ်ခွင့်ရအောင်လုပ်ပေးပါပါဆိုပြီးတော့အမခံလိုက်ပါတယ်။ပြီးတာနဲ့ကောင်းကင်ပြီးတော့ကိုတုံးပြီးတော့စွဲရင်တလင်းကြောက်ကိုလောင်ပြန်လိုက်ပါတယ်။တော်ယုံနဲ့ရလက်ကတော့ထွက်မလာပါဘူး။ဒါပေမဲ့ရှောင်းရံကကောင်းကင်ပြီးတော့အောက်မှာမလောင်ကျွမ်းနိုင်တဲ့အရာမရှိဘူးဆိုတာယုံကြည်ထားတယ်လေ။ခဏနေတော့နေရာကိုအကြီးကတယောက်ရောက်လာပြီးတော့ရှောင်းရံရဲ့ကောင်းကင်ပြီးတော့ကတကယ်ပဲစွဲရင်တလင်းကြောက်ကိုချင်ပြနိုင်မယ်လို့ထင်နေလားဆိုပြီးမေးလိုက်ပါတယ်။ ်အကြီးကဲကျူးလီကတော့ရှောင်းရံရဲ့ဇေယျကဆုံးဖြတ်ချက်ပြတ်သားပြီးတော့ပော့ပြက်ပြက်မနိုင်တာကြောင့်ဆေးလုံးပြိုင်ပွဲရဲ့အတိုင်ရသူဖြစ်လာတာတေချာဖောက်အကြောင်းရင်းရှိတယ်ဆိုပြီးပြောပြလိုက်ပါတယ်တိရံကအရှိန်ငကားကျွန်းအတွက်ရေးပါတယ်သူဖြစ်ပြီးတော့အတူသာတစ်ခုခုဖြစ်သွားမယ်ဆိုရင်ရှေးရောင်းလျာနဲ့ငကားမျိုးနွယ်စုကိုထပ်ပြီးတော့စူးစီးဖို့ခက်ခဲသွားနိုင်တယ်လေတိရံကသတိမမေ့သွားခင်မှာရှောင်းရံကိုလာကူညီခိုင်းဖို့အကြီးကဲကျူးလီကိုတေချာမှာခဲ့တာပါမကြခင်ကျွန်းကြီးလေးကျွန်းစုဝေးဝဲနေကိုရောက်လာပါတော့မယ် တခြားသုံးကျိုးရဲ့အင်အားနဲ့ရှင်မယ်ဆိုရင်အရှိချုံးကအသာစီးရမှာမဟုတ်ဘူးလေဒါကြောင့်အရှိပိုင်းနှကားကျုံးကသတိကိုအမြင့်ဆုံးထိထားဖို့လိုအပ်နေပါတယ်ရန်နေငယ်ကြပြီးတဲ့နောက်မှာတော့စွိုင်းရင်တလင်းကြောက်ကလည်းတဖြည်းဖြည်းနဲ့အရေးပြောလာပါတယ်ရှောင်းရန်ကဒိုချီစွိုင်းရင်နေရောင်းလာပြီဆိုတော့ပြန်လည်ဖြည့်သိမ်းဖို့အတွက်နှကားသွေးစီနဲ့တစ်ဆက်ကိုထုတ်တော့လိုက်ပါတယ်အချိန်တစ်ခုကြာလာတော့စွိုင်းရင်တလင်းကြောက်ကတိတိကျကျပြောင်းလဲလာပါတယ်ဒါကိုမြင်တော့နှကားကျုံးကတပည့်တွေကလည်းဒီကောင်လေးတော်တော်စွမ်းလာပဲဆိုပြီးချီးကျူးနေကြပြီလေ အချိန်ကတလားလောက်ကြာသွားပါတယ်တလားဆက်တိုင်းဒိုချီစွမ်းရည်တွေကိုရွှေ့ပြောင်းပြီးတော့ကောင်းကင်ဘီတော့ကိုထိန်းချုပ်နိုင်တယ်ရှောင်းရရဲ့အင်အားကတကယ်ကိုမသေးဘူးပဲဆိုပြီးတော့အကြီးကဲကလည်းချီကျူးလိုက်ပါတယ်ရှောင်းကလန်ကအနှင်းနဲ့အမြန်ပြန်ပြီးတော့ထင်ပေါ်တောက်ပလာမှာရှောင်းရွှန်းရှောင်းကလန်ရဲ့ကုသိုလ်ကံပဲဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်တစ်ခုလုံးလှုပ်ရှားလာပါပြီတခြားကျွန်းသုံးကျွန်းကလူတွေရောက်လာတာပါအကြီးကဲကရှောင်းရံတို့ရှိတဲ့နေရာကိုအစီရင်ထုတ်ပြီးတော့ကိုရောင်ဖြောက်ထားလိုက်ပါတယ်ပြီးတာနဲ့လေဟာနဲ့အကွဲချောင်းတွေကနေပြီးတော့စွမ်းရည်အများပြားနဲ့ထွက်လာပြီလေခေါင်းဆောင်တွေကလည်းတယောက်ပြီးတယောက်ရှိုးပြပြီးထွက်လာကြပါတယ် အကြီးကဲကအရင်ရှောက်အောင်ကိုတက်တိကောင်းလာကြည်လားဆိုပြီးတော့ဓာတ်နဲ့ရွယ်ရင်ပြောလိုက်ပါတယ်လူတွေခေါ်လာပြီးတော့အရှိန်ငကားကျုံးကိုကျူးကျော်လာတဲ့အတွက်ပါရှောက်အောင်ကတော့အနောက်ပိုင်းငကားပြင်လူကြီးမင်းကကျွန်တော်ကိုလှုပ်ပြီးတော့ဘရင်မျိုးနဲ့သွေးမျိုးဆက်ရှိတဲ့သူကိုလာခေါ်ခိုင်းလိုက်တာဆိုပြီးပြောလိုက်ပါတယ်ကြည်ရန်ကိုလာဖမ်းတဲ့အကြောင်းကိုရင်းရင်းကြီးကြီးပြောလိုက်တဲ့ပုံပါပဲအနောက်ပိုင်းငကားပြင်ဆိုတာကတော်ဝင်မျိုးနွယ်သွေးမျိုးဆက်အခွဲတစ်ယောက်ပါပြီးတာနဲ့တောင်ပိုင်းကလည်းလူကိုထုတ်ပေးဆိုပြီးတော့တောင်းနေပြီလေတောင်ပိုင်းကလည်းအရှိန်ပိုင်းအုပ်ချုပ်မှာကိုမလိုလာတဲ့အကြောင်းပြောပြီးတော့တိုက်ပွဲကိုမဆချင်နဲ့ဆိုပြီးပြောလိုက်ပါတယ် အကြီးကဲကတော့အုတ်ချုပ်တာမအုတ်ချုပ်တာကမင်းတို့တွေဆုံးဖြတ်ချက်ချစရာမလိုဘူးဆိုပြီးတော့ပြက်ပြက်သားသားပဲညင်လိုက်ပါတယ်။ဆွေးနွေးလို့မရမှာတော့တိုက်ကြတာပေါ့ဆိုပြီးတော့အချိန်မရှိဘူးမြင်မြန်တိုက်ကြဆိုပြီးအမိန်ပေးလိုက်ပြီလေ။ငကားတန်ချက်ကစစ်တပ်ကစတိုက်ပါတယ်။အကြီးကဲတွေကလည်းစပြီးတိုက်ခိုက်ကုန်ပြီလေ။အကြီးကဲကျူးလီနဲ့တောင်ပိုင်းကအကြီးကဲရဲ့အားပြိုင်မှုကထွက်လာတဲ့ဆွမ်းရည်တွေကရေပြင်တစ်ခုလုံးကိုပါလှုပ်ခတ်သွားစေပါတယ်။အကြောဆန်းလိုက်ပြီးတော့ မင်းလဲသူတော်စင်တပိုင်းအဆင့်ကိုရောက်သွားပြီပဲဆိုပြီးတော့အကြီးကကျူးလီကိုပြောလိုက်ပါတယ်အကြီးကကျူးလီကလည်းငကားကျုံကမင်းထင်တယ်လို့ချူးချော်ဖို့မလွယ်ဘူးဆိုပြီးတော့ပြေးတိုက်ပါတယ်တောင်ပိုင်းကလူရဲ့လက်သီးကထွက်လာတဲ့မီးစွမ်းရင်ကတောင်တစ်ခုလုံးနဲ့မကဘူးလေဟာနဲ့ဟုတ်ပါအကွဲသွားနေနိုင်တယ်လေတကယ်ကိုဆရာကြီးတွေရဲ့တိုက်ပွဲပါပဲကွဲသွားတဲ့တောင်ကကြောက်တုံးတွေကိုစူးစီးပြီးတော့အကြီးကကျူးလီစီကိုပြစ်လိုက်တော့ဟိုးကလည်းပြန်ကားလိုက်ပါတယ်ပြီးတာနဲ့ဇက်တိုက်တိုက်ကြပြန်ပြီလေ ။တစ်ဖက်မှာလည်းရှောင်းရံကအရေးကြီးဆုံးပိုင်းကိုရောက်လာပါတယ်။ကြည်ရန်စီကနေချွေရောင်ဆွေးရင်တွေထွက်လာတော့အစီရင်ကိုတက်ရောက်မှုရှိသွားပါတယ်။ဒါကြောင့်အကြီးကဲဟေးချင်ကရေပူစော်စင်ကိုဘယ်သူမှကြွကြော်လို့မရအောင်အမိန်ပေးလိုက်ပါတယ်။တစ်ဖက်ကလည်းကြည်ရန်တို့နေရာကိုတီးသွားပြီးတော့လာတိုက်ကြတော့အကာအကွယ်ကအကွဲလာပါပြီ။နောက်ဆုံးတစ်ချက်မှာပဲအစီရင်ကပျက်စီးသွားပါတယ်။ ချက်ချင်းပဲခေးချင်းတရားကိုတိုက်ဖို့နေရာယူလိုက်ပြီလေဟိုဘက်ကလူထုတ်ပေးမယ်ဆိုရင်အသက်ချမ်းသာပေးမယ်ဆိုပြီးလေကြီးနေတာနဲ့ဖုံရှူလိုက်ဆိုပြီးပြေးတိုက်ပါပြီပြီးတာနဲ့တပည့်တွေကလည်းတိုက်ကြပါလေခေးချင်းကတော့လာတိုက်တာကိုလက်နဲ့ကလိုက်ပြီးတော့ခြေထောက်နဲ့မိတ်ဆက်ပေးလိုက်ပြီလေဟိုလူကတော့ခေးချင်းကိုတိုက်လို့လို့နဲ့ကြည့်ရန်တို့စီကိုဥတီပြီးသွားပါတယ်ဒါပေမဲ့ခေးချင်းတရားရှေ့မှာပေါ်လာပြီးတော့ဒူးစာကျွေးလိုက်ပြီလေ မယံကတော့ဒီနေ့ကြည်ရန်ကိုရအောင်ခေါ်သွားမယ့်အကြောင်းကိုပြောလိုက်ပါတယ်တကယ်ဆိုရင်သူတို့နှစ်ယောက်ရဲ့စွမ်းရည်ကဒူဒူပဲမို့လို့အနိုင်မရနိုင်မဲ့အချိန်ဆွဲထားယူမဲ့တနိုင်ပါတယ်အဲ့လိုတွေးနေတော့မှာငါဖိုးကြီးအကောင်းဆုံးပိုင်းကိုမလွတ်သေးဘူးပဲဆိုတဲ့အတန်နဲ့အတူလေးဟာနဲ့အကွက်ချောင်းနဲ့ကနေပြီးတော့ချင်းရန်ထွက်လာပါတယ်ပြီးတာနဲ့အကြီးကဲမယံကိုဒီဘက်ကိုအားကိုးတဲ့အကြောင်းပြောလိုက်ပြီးတော့တော်ဝင်မျိုးနဲ့သွေးမျိုးဆက်ပါတယ်လူကြီးမင်းကိုတော့သူကိုယ်တိုင်သွားခေါ်မယ်ဆိုပြီးတော့လေကြီးနေပြီလေသူကတော့ချင်းထားတိုင်းအမြဲနောက်ကျတတ်တဲ့မြောင်ကျောင်းကပါ ပြီးတာနဲ့ AC ဘက်ခြေတလန်းချင်းလှမ်းသွားပြီးတော့လမ်းပေါ်မှာရှိနေတဲ့လူတွေအကုန်လုံးနောက်ကိုလွတ်ထွက်ကုန်ပြီလေအကြီးကဲကနောက်ကနေလိုက်တာတော့မန်းရန်ကလမ်းပိတ်ရက်လိုက်ပြီးတက်လိုက်ပါတယ်ဟေးချန်ကလည်းဒါကိုကြည့်ပြီးတော့မြောင်ပိုင်းတကားကျုံးကလည်းရောက်လာလာလာဆိုပြီးတော့အန်အောနေပါတယ်အသက်နဲ့ရင်ပြီးချမဲ့လုံနေတော့မှာပဲမင်းရဲ့ပြိုင်ဘက်ကငါပဲဆိုပြီးတော့တယောက်ကနောက်ကနေပြေးတိုက်ပြီလေချစ်ရန်ကကလေးပဲရှိသေးတယ်ဆိုပေမဲ့မွေးရပါသွေးမျိုးဆက်ရဲ့ဖိနှိပ်ဆွမ်းအားကစပြီးထွက်ပေါ်လာနေပါပြီအဲ့ဒီချိန်ဝိဇာထဲထန်းကချင်းရန်ကိုတိုက်လိုက်ပါတယ်ချင်းရန်ကတော့ AC ဘက်လေဟာနယ်ကိုဖြွင့်ပြီးတော့ကာလိုက်ပါတယ် သွားချင်နေရင်ငါလောင်းဘော်ကကြော်သွားဆိုတော့မင်းကသေးချင်နေတာပဲဆိုပြီးတစ်ချက်လေးပဲဆွမ်းအားနဲ့ဖိနေလိုက်ပါတယ်ပြီးရနဲ့ရှေ့ဆက်သွားတော့စွန့်ရင်တလင်းကြောက်ကိုတွေ့ပြီးတော့ချစ်ရန်တယောက်ငကားစားမနေဘူးလားတစ်တီကိုအပြေးကမဆုပ်ယူနိုင်သေးမှချစ်ရန်တယောက်တိသွားပါတယ်ချူရောင်ဆွမ်းရင်လေးထွက်လာတော့ပြင်းထန်တဲ့သွေးမျိုးဆက်ဖိနှိပ်ဆွမ်းအားဆိုပြီးရေရွက်လိုက်ပါတယ်တကယ်လို့ကြစ်ရံရဲ့တော်ဝင်မျိုးနဲ့သွေးမျိုးဆက်ကိုရရင်ရှေးဟောင်းလေရနဲ့ငကားမျိုးနဲ့စုကိုတိမ့်ပိုက်ဖို့မပြောနဲ့ကဘာကြီးကိုတောင်စိုးမိုးနိုင်တယ်ဆိုပြီးတော့စိတ်ကူးတွေရင်နေပြီလေ ရှောင်းရံကတော့နည်းနည်းလိုသေးတာမို့ကောင်းကင်ဘီတော့ဆွမ်းအားကိုထပ်မြင့်လိုက်ပါတယ်။ဒါကောင်းကင်ဘီတော့ပဲဆိုပြီးတော့ရှောင်းရံကိုဘသူလဲဆိုပြီးမေးလိုက်ပါတယ်။ပြီးတာနဲ့ကောင်းကင်ဘီတော့ကိုရခိုင်လိုက်ပါပြီ။ရှောင်းရံကတော့ငကားကျွန်းကငကားဖြစ်ရဲ့အမိန့်ကိုပဲနားခံတာ။မင်းကအခုအထက်လူကြီးကိုပြင်မာပြီးတော့တော်ဝင်မျိုးနွယ်သွေးမျိုးဆက်ကိုလာလူတာ။နောက်ခါကျရင်ငကားဖြစ်ရင်ကအပြစ်ပေးမှမကြောက်ဘူးလားဆိုပြီးမေးလိုက်ပါတယ်။ငကားဖြစ်ရင်ကပျောက်နေတာကြာပြီဆိုပြီးတော့ရှောင်းရံကအပြင်လူတယောက်အနေနဲ့ပြောဖို့အလှည့်မြောက်သေးဘူးဆိုပြီးပြန်ပြောပြီးတိုက်လိုက်တော့ကိုဘွားဖြစ်နေတယ်လေ။ မင်းကောက်ကိုလှည့်စားတယ်ဆိုပြီးတော့ထပ်တိုက်ဖို့လုပ်လိုက်ပါတယ်ကြည်ရန်စီကရွှေရောင်စွမ်းအားတွေထွက်လာပြီးတော့ထုတ်လိုက်တဲ့တိုင်းခွက်ပါပျောက်သွားပြီလေပြရနဲ့ကောင်းကင်ဖာလည်းရွှေရောင်လင်းထဲနေပြေးသွားပြီးတော့ငကားတကောင်ကလည်းထွက်ပေါ်လာပါတယ်အဲ့ဒါကတော့ပြီးပြည့်စုံခြင်းအစဉ်ရဲ့တော်ဝင်မျိုးနွယ်သွေးမျိုးဆက်ပါ ရွှေရောင်အလင်းနဲ့တိုက်ခိုက်တာကိုခံလိုက်ရပြီးချင်းရံလည်းနောက်ကိုလွန်ဆော်သွားပြီလေပြီးတာနဲ့အယောင်သွေးဆုံလင်းလာတဲ့မေဝလာလေးအဖြစ်ကြည်ရန်တယောက်ထွက်ပေါ်လာပါပြီသူ့ကိုလက်ဖျားနဲ့ထိရင်အရင်ကခွာပြစ်မယ်ဆိုပြီးပြောလိုက်ပါသေးတယ်ရှောင်းရံတယောက်ငကားကျုံးမှာဘာတွေဆက်ဖြစ်မလဲဆိုတော့နောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားကြပေးပါဦးခင်ဗျာ